မိုးရသည်မှာအဖြစ်များတဲ့သွေးလွန်တုပ်ကွေး၊ဒန်ဂီးဖီဘာကိုဘယ်လိုကာကွယ်မလဲ။ဒီဗီဒီယိုမှာချိန်ကိုက်မခံရအောင်နီလန်း၅ခုနဲ့ယောဂါလက္ခဏာတွေကိုအသေးစိတ်ရှင်းပြပေးထားပါတယ်။မိုးရွရောက်ပြီဆိုရင်သွေးလွန်တုပ်ကွေးကိုသတိထားရမယ်နော်။ဒီဗီဒီယိုလေးမှာကာကွယ်နည်း၅ချက်ကိုပြောပြပေးမှာမို့အဆုံးထိကြည့်ပေးနော်။သွေးလွန်တုပ်ကွေးဆိုတာဘာလဲ။အေးဒီလိုခေါ်တဲ့ချင်းကိုက်ခံရခြင်းကြောင့်ဖြစ်တဲ့ယောဂါဖြစ်ပါတယ်။ဖြားခြင်းကြက်သားများကိုက်ခဲခြင်းအရေပြားမှာအနီးပြင်ထွက်ခြင်းတွေဖြစ်တတ်ပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ရောဂါလက္ခဏာများမှာအဖျားကြီးခြင်းပြိုခြင်းအန်ခြင်းအစာအသောက်ပြတ်ခြင်းအနီးစက်များပေါ်ခြင်းခေါင်းနဲ့ကိုယ်တွေမှာကိုက်ခဲခြင်းအထူးသဖြင့်အဆစ်အမြင့်နဲ့ကြွက်သားတ िश ူးများကိုက်ခဲခြင်းသွေးလွန်တုပ်ကွေးရောဂါဟာများသောအားဖြင့်ချိန်ကိုက်ပြီး၄ရက်မှ9ရက်အကြာမှာဖြစ်တတ်ပြီး9ရက်မှ10ရက်လောက်ကြာတတ်ပါတယ်ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးရဲ့လက္ခဏာတွေကတော့ပြင်းထန်စွာပိုက်နာခြင်း၊သွေးထွက်လွန်ခြင်း၊အသက်ရှူခြင်းဆိုင်ရာပြဿနာများဖြစ်တဲ့အသက်ရှူခက်ခဲခြင်း၊သတိလျှင်ခြင်းတို့ဖြစ်ပါတယ်။သွေးလွန်တုပ်ကွေးမဖြစ်အောင်ကာကွယ်နည်း၅ချက်နံပါတ်၁ ရှင်မပေါက်ပွားအောင်ကာကွယ်ပါမိုးရေဝင်နိုင်တဲ့ရေအိုးရေခွက်တွေကိုမှောက်ထားပါမိုးရေအိုင်တွေရှိပါကရှင်းလင်းပါနံပါတ်1ရှင်ကိုင်းမခံရအောင်ကာကွယ်ပါအင်ဂျီလက်ရှိဘောင်းဘီရှိများဝတ်ပါ DEED ပါသောခြင်စည်းဖြန်းပါနံပါတ်3တဘာဝခြင်နိုင်နီး3ပါလိမ္မော်ခွန်နှင်းစီပန်း6တို့ကိုအခန်းထဲထားပါနံပါတ်4ခလေးတွေအတွက်အထူးဂယုစိုက်ပါနေဘက်ရောညဘက်မှာပါခြင်ထောင်နဲ့အိတ်စီပါနံပါတ်5အရေးပေါ်ပြင်းထန်လက္ခဏာများသိရှိပါကနီးစက်ရာဆေးရုံဆေးကန်းဆရာဝန်နဲ့အမြင်ပြပါ သွေးလွန်တုပ်ကွေးကကြိုတင်ကာကွယ်လို့ရတဲ့ယောဂပါဒီနီးလန်းတွေကိုလိုက်နာပြီးမိသားစုကိုကာကွယ်လိုက်ကြရအောင်မိသားစုနဲ့အတိမိတ်ဆွေများလည်းသိရှိနိုင်အောင် like and share လုပ်သွားပေးဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်